ဒီနေ့လေးမှတော့ထိုင်းလက်ဖက်ရည်လေးပြောတာမှဖြစ်ပါတယ်ရှင်ထိုင်းလက်ဖက်ရည်ပြောဖို့အတွက်ရည်တဘူးတဘူးထဲအရည်လေးကိုတုပ်ပြထားပါတယ်ဒီရည်ဘူးထဲအရည်လေးကို တိုက်ကြည့်တဲ့အကောင်မှတော့သူကတလီတပီဖို့နည်းနည်းလေးလုံးနေပါသေးတယ်ရှင်ဒါဆိုရင်တော့ဒီရေပူးလေးထက်အရေးကိုတုပ်ပြီးတော့ရင်လေးကျွပါမယ်ရှင်။ ရင်သွေးလေးဆူလာပြီဆိုရင်ဒီလပင်မိုးလေးကိုတုပ်ပြီးတော့ဖြောပါမယ်။လပင်အဒီလေးကလေးစောလပင်အဝကနစောတုပ်ပြီးတော့ကြိုထားပါတယ်ရှင်။ လက်ဖဲကျိုးတဲ့အခါမှာသူကနည်းနည်းလေးမှုေ့ပြီးရပါပြီရှင်လက်ဖဲကိုချိတ်ကြောက်ကြီးမှုေ့တော့တို့အချိတ်ကြောက်ကြီးအပူပေးထားတာတို့ဆိုရင်ဒီလက်ဖဲကြီးကခတ်တတ်ပါတယ်ရှင်နည်းနည်းလေးတမအောင်မှုေ့ပြီးဆိုရင်ဆက်မိနေလောက်အေးအေးခတ်ပေးပါမယ်ရှင်ပြီးရတော့စေတက်ဟာလီနဲ့ဆေးပေးပါမယ်ဒီတဲထားတဲ့လက်ဖဲအစီလေးကိုနောက်တစ်ခါရေးချဲပြီးတော့ပြတ်တဲပြီးတုပ်ပြူလို့ရပါတယ်ရှင် ါဆိုရင်တီထားတဲ့လပယ်လေးကိုပြတ်တိုက်ကြည့်ပါမယ်။သူကတဝဲလောက်တော့ယော်သွားရပါတော့။ဒီအနေထားလေးဆိုရင်လိုစီကငါးစောထည့်ပါမယ်။ပြီးတော့လို့ဆေးကခနေစောတကယ်လို့ဒီနေရာမှာကိုအချိုချရိတ်ထထဲလို့ရပါတယ်ရှင်။တကြောက်ကငါစောတုတ်ထားပါတယ်။ ီးရတော့တမအောင်ရုံးမှုပေးပါမရှင်ဒါဆိုရင်တော့အလုလကူလေးနဲ့ထိုင်းလက်ဖက်ရည်ဖြွန်လေးလေးဖြစ်ပါတယ်ရှင်။ခွေတက်ကိုရည်ခဲလေးထည့်ပြီးတော့အပေါတော်မယ်ရှင်။ take it, take it, take it, dig it.